ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့လာနီညာရာသီဥတုဖြစ်စဉ်တည်ရောက်မှုကြောင့်မြန်မာနိုင်ငံမှာအချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ပြီးအပူချိန်နဲ့မြူဆိုင်မှုတွေပြောင်းလဲနိုင်တယ်လို့မိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနမိုးဇလားကထုတ်ပြန်ပါတယ်။လာမယ့်နိုဝင်ဘာလတတိယပတ်တွင် အားအနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်ကအဲ့ဒီဖြစ်စဉ်ကြောင့်အရှေ့ဘက်ကလေပွေလှိုင်းတွေတိုက်ခတ်တာနဲ့လေပြင်းနဲ့ရေဝန်းတွေပုံမှုဖြစ်ပေါ်လာနိုင်တယ်လို့သိရပါတယ်။ လာနီညာဖြစ်စဉ်ကြောင့်အချို့ဒေသတွေမှာ အချိန်ခါမဟုတ်မှုရတာညာပူချိန်တွေယောနေတာဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။နိုဝင်ဘာလ၁၀ရက်ပတ်စဲရက်တွင်ရန်ကုန်အေယာဝတီတနင်္သာရီကချင်ကရင်နဲ့မွန်ပြည်နယ်တို့မှာ၃ရက်ကနေ၅ရက်လောက်မိုးထစ်ချုံရွာနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာ၁ရက်ကနေ၂ရက်လောက်မိုးရွာနိုင်တယ်လို့မိုးစလကခန့်မှန်းထားပါတယ်။ အဲဒီကာလအတွင်းကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာလေပြင်းရနဲ့ရဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်တယ်လို့မိုးစလားစီကသိရပါဗျ။ဒါအပြင်မန္တလေးတိုင်းပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနဝင်မာလာပြင်းမြပူချိန်ရဲ့တိတိကျကျ5ဒီဂရီဆယ်စီယက်နဲ့အထက်ပိုနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာနဝင်မာလာပြင်းမြပူချိန်သာရှိနိုင်မှာဖြစ်ပါတယ်။ စကိုင်းတိုင်းထပ်ပိုင်းတနင်္သာရီကချင်ချင်းမွန်းနဲ့ရှမ်းပြည်နယ်တို့မှာ၅ရက်ကနေ၉ရက်ခန့်မနက်ပိုင်းမှာမြူထူတွေဆိုင်းနိုင်ပြီးကြံဒေသတွေမှာ၁ရက်ကနေ၄ရက်ခန့်မြူဆိုင်းနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်